ဒီဇင်ဘာ9ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ AOR တိုင်းပတိမြို့မှာစစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မဲ့ပြည်သူပါတီကအမတ်လောင်ဦးမြင့်ထေးဆိုသူဟာအုံနောက်သွေးကြောပြက်ပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အသက်62နှစ်အရွယ်ဦးမြင့်ထေးဟာဗဒုံးမလူမှုကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ဥက္ကဋ္ဌဖြစ်ပြီးဦးကကိုကြီးဦးဆောင်တဲ့ပြည်သူပါတီကနေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေချိန်တိတ်ဆုံးသွားတာဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမဲမြို့အတွင်းဝင်လာတဲ့စစ်တပ်ကဂျမာရီတက်ဆင်ထားတဲ့ကားတွေနဲ့မြို့ကိုကင်းလှည့်နေတယ်လို့မြို့ခံတူးကပြောပါတယ်။စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာလ25ရက်နေ့လယ်ပိုင်းကစပြီးမိုးမဲမြို့ကိုကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။မြို့ပေါ်ကဌာနဆိုင်ရာအဆောက်အအုံတွေအပြင်ဒေသခံတွေရဲ့နေအိမ်တွေမှာလည်းတက်ဆွဲထားတယ်လို့မိုးမဲမြို့ခံတွေကဆိုပါတယ်ရှင်။မကွေးတိုင်းပခောက်ခုခရိုင်အတွင်စစ်ကြောင်းထုတ်လာတဲ့မိထီလာအခြေဆိုင်တပ်မ69စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ပြီး ဖမ်းဆီးခေါ်ဆောင်လာတဲ့ပြည်သူနှစ်ယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ကမ္ဘာဒေသဒေါ်လရေးတပေါင်းစုကထုတ်ပြန်ပါတယ်ရှင်။မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာစစ်ကောင်စီတပ်ကကြေးရွာတွေထဲဝင်ပြီးလူငယ်လူကြီးမကြံပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်စင်ပေါ်တာဆွဲခံနေရတဲ့ဝမ်တွင်းမြို့နယ်မှာအခုဒီဇင်ဘာလ၄ရက်နေ့မနေ့ကဝမ်တွင်းပင်တလဲလမ်းပေါ်နဲ့မြို့နယ်အနောက်ပိုင်းကရွာတွေကိုဝင်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။